င်ဒီဗီဒီယိုလေးမှာတော့ဒီနေ့ကဘာရွှေစေခွက်ရတဲ့ဘက်ပေါ့နော်ကျွန်တော်တို့ဇွန်လဒုတိယအပတ်တပတ်တာအဖွင့်ရက်ဇွန်လ9ရက်နေ့တနင်္လာနေ့တရက်တာအတွက်ဖြစ်ပြလာနိုင်တဲ့ကဘာရွှေစေရဲ့ဈေးအတက်ကြအတော်လာကိုဒီဗီဒီယိုလေးမှာတုံသက်ပြောကြားပေးသွားဖြစ်ပါတယ်ဟုတ်ပြီအရင်ဦးဆုံးပေါ့နော်ကျွန်တော်တို့ကပ္ပရွှေရဲ့စီအတက်ကြကိုကျွန်တော်တို့နီးပညာပိုင်းအရတုံးတက်လို့ရအောင်ကပ္ပရွှေရဲ့စီအတက်ကြချက်လေးကိုကျွန်တော်တို့တွားကြည့်လိုက်အောင်ပေါ့နော်ဟုတ်ပြီလက်ရှိမှာတော့ကျွန်တော်တို့ထိုင်းစံတော်ချင်းအားဖြင့်ဆိုရင် အာဆက်ဆက်တနာ29လောက်ရှိဆိုပမာစနောက်ချင်းဆိုကျွန်တော်တို့စင်နိုင်ခွဲစင်နိုင်45လောက်ရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါပြတ်တဲ့ခါမှာကျွန်တော်တို့ဒီနေ့မနက်ကဘာရွှေစေးရပေါ့နော်ကျွန်တော်တို့အဖွင့်စေးရကျွန်တော်338လောက်အဖွင့်လာခဲ့တယ်ခင်ဗျလက်ရှိအချိန်တိ အမြင့်ဆုံးနေနဲ့ကျွန်တော်တို့3 3နှစ်တက်လောက်တိတက်ခဲ့တယ်အနိုင်ဆုံးနေနဲ့ကျွန်တော်တို့ကခုနလောက်ကတော့เนาะငွေကဲတနားရီလောက်ကကျွန်တော်တို့3နှစ်6 3တိကြာခဲ့ပြီးတော့လက်ရှိမှာတော့3 3တက်တက်တနည်းစေတာမှာဈေးပြည့်နေအနေထားလို့တွေ့ရတယ်ခင်ဗျအဲ့ဒါပြတ်ကားဒီနေ့မနက်ခင်းမှာကျွန်တော်တို့3 3အချမ်းပြားမျိုးပြောမယ်ဆိုရင်3 3 20နဲ့3 2 60ကြာအပစ်30ကြာအကွာဝေးမှာဈေးအလောက်ကဖြစ်ခဲ့လို့ပြောလို့ရတာဖြစ်ပါတယ် အဲ့ဒါပတပတကမှာလက်ရှိကမ္ဘာရွှေစေပေါ့နော်ပြီးခဲ့တဲ့အပတ်တောက်ကြနေကအမေရိကန်နိုင်ငံရဲ့အလောက်ကန်ဒေတာကြီးတွေထွက်ပြီးတဲ့ချိန်မှာကမ္ဘာရွှေစေကျသွားခဲ့ဟုတ်ပြီကျသွားတဲ့အနေအထားမှာလက်ရှိမှာကျွန်တော်ဒီနေ့မနေ့မှာဆက်ကြဖို့စ조사ရတာမဲ့မကျနိုင်မဲ့ねကျွန်တော်ပြန်ကန်တက်လာတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်တနည်းအားဖြင့်လက်ရှိကမ္ဘာရွှေစေရဲ့အနေအထားကရေတိုးအကျအားနည်းနည်းတာနေရဆိုပေမဲ့လုံးဝအတဆီးရနေခြင်းတော့မဟုတ်ပါဘူးတနည်းအားဖြင့်ကျွန်တော်တို့ဈေးကွက်ထဲမှာဝယ်လိုအားတွေကျန်နေတော့ပဲလို့ကျွန်တော်ယူဆလို့ရပါတယ်ခင်ဗျာ ဘာဖြစ်လို့အဲ့လိုပြောတက်လဲလို့မေးမယ်ဆိုရင်ကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေရမှာတကယ်လို့ဈေးကျခြင်းနဲ့ဆိုရင်ကျွန်တော်3300အောက်လောက်ပြီးခဲ့တဲ့တောက်ကြနေကလေးကမြင်းနေရပြီပေါ့နော်ဒါပေမဲ့ဒီနေ့မနေ့မှာ3300ဈေးတန်းအောက်ကိုကျွန်တော်မြင်ခဲ့ရတယ်ပြီးခဲ့တဲ့တောက်ကြနေအမေရိကန်နိုင်ငံရဲ့အလောက်ကန်ဒေတာကြီးထွက်ပြခြင်းမှာကမ္ဘာ့ချွေဈေးက3300နားတော့ဒီပဲကျပြီးတော့ပြန်ကန်တက်သွားတဲ့အနေအထားမျိုးကိုကျွန်တော်3300နားတော့မဟုတ်ပါဘူးကျွန်တော်3308 3300 9လောက်ဒီပဲကျပြီးတော့ပြန်ကန်တက်သွားတဲ့အနေအထားမျိုးကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအနေအထားကိုကြည့်ချင်းအပြင် ကမ္ဘာရွှေရလက်ရှိမှာဈေးကြတိုင်းအောက်ဈေးမှာကျွန်တော်တို့ဝယ်လို့အားတွေကျန်နေပဲရှိနေတော့မယ်ဆိုတော့ကျွန်တော်တို့သုံးသက်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဖြစ်တဲ့အခါမှာဒီနေ့ကမ္ဘာရွှေဈေးဘာဆက်ဖြစ်နိုင်တယ်ပြီးခဲ့တဲ့တောက်ကြန်တိကကြားခဲ့တဲ့အရှင်ကိုဆက်ထိန်မလားဒါမှမဟုတ်ကျွန်တော်တို့ဈေးပြန်တက်နိုင်မလားအဲ့ဒါကိုသုံးသက်ကြည့်မယ်ဆိုကျွန်တော်အမြင်ပြောမယ်ဆိုရင်ဒီနေ့ကမ္ဘာရွှေဈေးကပြီးခဲ့တဲ့တောက်ကြန်တိကဈေးကြခဲ့တာမဟုတ်အကြတော့အနည်းငယ်အားတနိုင်တယ်ဒါပေမဲ့ ကျွန်တော်တို့တခုစဉ်းစားမှလာပြီးခဲ့တဲ့အပတ်တနင်္လာနေ့တော်ကလည်းကပ္ပချွေစီရအခုလိုနေထားနေစေအဲ့တော့ဆိုရင်ကျွန်တော်တို့3340တို့50လို့ထိထောင်တက်သွားခဲ့တယ်ပေါ့နော်ပြီးခဲ့တဲ့အပတ်တနင်္လာနေ့တော်အခုကျွန်တော်တို့ပြတော့ပြီးခဲ့တဲ့တောက်ကြနေရအမေရိကန်နိုင်ငံရဲ့အလောက်ကန်ဒေတာကြီးတွေထွက်ခဲ့တယ်ဟုတ်ပြီကျွန်တော်တို့အဲ့လိုအကြအားပါတယ်ဆိုရင်ဒီနေ့မနေ့မှပြကျွန်တော်တို့ဈေးကတောက်လျှောက်ဝုန်းကနေထိုးစင်သွားတာမျိုးတွေပါကြီးကျုံရမှာပေါ့နော် ိုင်းမဲ့ကျွန်တော်တို့ကအခုကြသွားကြတာကြောင့်3နှစ်9တောင်းဒီပဲကြပြီးချက်ချင်းပြန်ကန်တက်လာတဲ့အနေအထားမျိုးဖြစ်တာဖြစ်တဲ့အခါမှာကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ဒီနေ့ကပ္ပရွှေစီကဈေးအကျအနေနဲ့အားတာနိုင်မြန်မာလဲကျွန်တော်တို့ဖြစ်နိုင်ခြေအလားလား2မျိုးကိုကျွန်တော်ဈေးနှုန်းသဘောတရားရသုံးသပ်ထားပါတယ်။နံပါတ်1ဖြစ်နိုင်ခြေကတော့ကပ္ပရွှေစီရလက်ရှိစီရနေတောင်းလျှောက်တက်သွားတာမျိုးပါကျွန်တော်တို့ဟုတ်ပြီကျွန်တော်အချင်းတနားရဲ့အတိုင်းတာလည်းကျွန်တော်တွားကြည့်လိုက်အရှိစေးရနေကျွန်တော်တောက်လျှောက်တက်သွားပြီးတော့ဘလောက်လောက် ဒီကျွန်တော်တို့335 335ပြီးရင်ကျွန်တော်ဒီဂျာစီရန်စုံပါနော်ဒီ3335ပေါ့အဲ3335နဲ့3335ဂျာစီရန်ကိုဈေးဆွဲတင်ပြီးတော့ဒီ3335ဈေးရန်အထက်ကိုပေါက်တက်ဖို့ဝယ်လို့အားလေလုံလောက်ချင်းမရှိဘူးတနည်းအားဖြင့်ဈေးတက်တယ်ဈေးကဆွဲတင်တယ်3335အထက်ကိုကျွန်တော်တို့ကမဖောက်တက်နိုင်ဘူး ဒီထက်ပိုပြီးရိုးရှင်းပြောမယ်ဆိုရင်ဈေးတက်သွားပြီးတော့ဒီနေ့တနင်္လာနေ့မှာကမ္ဘာရွှေ့စရာ3365ဈေးတန်းအထက်မှာကျွန်တော်တို့အချင်းတနားအတိုင်းတာပိစင်ကျွန်တော်တို့ market ခေါ်ရ H1 Bukan နဲ့ဖောက်တက်ပြီးဈေးမပိတ်နိုင်ဒီဈေးတန်းဆောင်ကလည်းပြန်ဆင်းလာတယ်ဒီတစ်ခေါက်ပြန်ဆင်းတော့ဗျာကျွန်တော်တို့ဒီမနေ့တော့အနေဆုံးကြားခဲ့တယ်ကျွန်တော်တို့3293အောက်ပို့ကြသွားမယ်မဟုတ်မ3980နာဝင်းကျင်တီကျွန်တော်ကြာသွားနိုင်တယ်ဟုတ်ပြီဒါကတော့နံပါတ်1ဖြစ်နိုင်ကြီး3 3335နဲ့3305ကြာဈေးဆွဲတင်မယ် ဈေးဆွဲတင်ပြီးတော့ကျွန်တော်တို့အတုံးလေးငါအထက်ကိုမဖောက်နိုင်ဘူးအထက်ကိုဖောက်ဖို့ဝဲလို့အားမလုံလောက်ဘူးဆိုရင်ဈေးရဒီဈေးနဲ့ဆုံးမှာရောင်းလို့အားတွေဝင်လာပြီးတော့ဈေးပြန်ဆင်းသွားနိုင်တယ်380 380လောက်တိဟုတ်ပြီနံပါတ်2ဖြစ်နိုင်ကြရတော့ဈေးရပဲလက်ရှိဈေးရနေပြီးတော့ဆက်မတက်ဘဲနဲ့ပြန်ထိုးဆင်းသွားတယ်ဟိုးအောက်ကကျွန်တော်တို့ဘယ်ဈေးရနဲ့လုံမိမှဆိုရင်ကျွန်တော်တို့နည်းနည်းရောဒီဒီကျွန်တော်တို့ဒီ390ပေါ့နော် ကျွန်တော်လည်းထက်ချုံလိုက်အောင်3390နဲ့3360ကြာစေတန်းစုံကိုကျွန်တော်တို့ဈေးဆွဲချသွားတယ်3060ကြာစီတန်းဆုံးကျွန်တော်ကမ္ဘာချွေစီဆွဲဆွဲချသွားတယ်ဆွဲချသွားတဲ့အခါမှာအဲ့3060နဲ့ sorry 3060မဟုတ်ကျွန်တော်ဈေးတန်းနေမပြောမြင်တယ်ကျွန်တော်နားလဲပြပါကျွန်တော်3နှစ်3နှစ်နဲ့3300ရောင်းကုန်လို့ဟုတ်ပြီ3060ကျွန်တော်ပြန်ပြပြောအောင်နော်3060နဲ့3090ကြာဒီလက်ရှိဈေးကနေဈေးကမတက်ဘဲနဲ့ထိုးကျသွားတယ်ဆိုကြပါလို့ 3.60နဲ့3.80ကြားစတဲ့စုံကိုရောက်လာတယ်အဲ့3.60အောက်မှာကျွန်တော်တို့အဲ့လိုကျသွားတဲ့အချိန်မှာပေါ့3.60စတဲ့အောက်မှာဒီနေ့တနေ့တာတွေမှာကမ္ဘာရွှေစီအချိန်တနာကြီးအတိုင်းတာအပိစင်းနဲ့ဖောက်ကြပြီးကျွန်တော်တို့ဈေးမပိတ်နိုင်ဘူးဆိုရင်ဒီ3.60နဲ့3.80ကြားမှာဝယ်လိုအားတွေပြန်ဝင်လာနိုင်တယ်ခင်ဗျတနည်းအားဖြင့်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့အာတမန်းစုံလို့ပြောလို့ရတယ်เนาะအဲ့ဒါပြတာပြတဲ့ခါမှာကျွန်တော်တို့ ီ3.60နဲ့3.90ကြားမှာလဲကျွန်တော်ရောက်ပြီဆိုရင်3.60အောက်ကိုမဖောက်နိုင်ဘူးဆိုရင် SC တန်းမှာဝယ်လိုအားတွေဝင်လာပြီးတော့ဈေးကပြန်တက်သွားနိုင်မှာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့အတွက်ရောင်းဝယ်လောရမယ်ဈေးတန်းကျွန်တော်အကြိုက်သိမိရဲ့ဈေးတန်းကိုပြောပါဆိုရင်ကျွန်တော်3.60နဲ့3.90ကြားမှာနီးပညာပိုင်းရအတိပုတ်ချက်ဆောင်ပြီးတော့ကျွန်တော်ဝယ်ပါမယ်အမြတ်ပိုင်းဈေးတန်းကျွန်တော်ဘယ်လောက်ထိယူမလဲဟုတ်ပြီအရင်တစ်ခါတော့က360နဲ့390ကြာဈေးပြန်တိုင်ဘယ်လောက်ထိတက်သွားလဲဟုတ်ပြီ3323 ဟုတ်ပြီ33330လောက်330လောက်တိကျွန်တော်ယူလို့ရတယ်ဟုတ်ပြီအဲ33330နည်းနည်းများတယ်ဗျာဒီအောင်နည်းနည်း short ပြီးယူချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဈေးတန်းစုံတော့ပေါ့နော်ကျွန်တော်တို့အာ335 330လောက်တိယူလို့ရတယ်ဟုတ်ပြီအယောင်းအတွက်ဆိုရင်တော့ကျွန်တော်အပေါ်ဘက်ကကျွန်တော်ဒီ3335နဲ့3345ကြာမှာကျွန်တော်ပြန်ဒီပညာပိုင်းကအတီးပြည့်ဆောင်ပြီးရောင်းလို့ရတယ်အချုံပိုင်းဈေးတန်းကတော့ကျွန်တော်3350အထက်လောက်ပြီးအမြတ်ပိုင်းဈေးတန်းကတော့ဗျာဒီ335 3335နဲ့3345ကြာဈေးတန်းဆိုတာကြာပြီဆိုရင်ကျွန်တော်တို့ ဘယ်ထိကြာနိုင်လဲမေးမယ်ဆိုရင်ကျွန်တော်ဒီမှာအဲ3နှစ်6လောက်ထိပါနော်အဲ့ဒါပြတ်တဲ့အခါမှာအမြတ်ပိုင်းဈေးတန်းကိုကျွန်တော်3နှစ်6လောက်ထိယူလို့ရတယ်ဒီနေ့တော့ကျွန်တော်ဒီဈေးတန်းစုံနှစ်ခုမှာပဲကျွန်တော်အဝယ်ရောင်းသဘောကျမိဘာလို့လဲမဲ့ဆိုဒီနေ့ကနည်းနည်းလေးတတိထားဆောင်ကြရမယ်နေဖြစ်ပါတယ်ကဘာချွေစီမှာဘယ်ဘက်ကအတာစီးရမလဲဘယ်ဘက်ကတာစီးရမလဲဆိုတော့စောင့်ကြည့်ရမယ်နေဖြစ်တာပြတ်တဲ့အခါမှာအပေါ်စေးအောက်စေးပဲစောင့်ပြီးတော့ကျွန်တော်အယောင်းဝယ်လို့စစ်ချင်ပါတယ်တကယ်လို့ဘယ်စေးမှမရောက်ဘူးပြဒီချားလေးပဲပြင်းနေအောင် ဒီကြားထဲပြင်းနေရင်တော့ကျွန်တော်ပွင့်ပြောင်းဆိုဘယ်စီးမှအဝယ်မကြိုက်ဘူးအယောင်မကြိုက်ပါဘူးဘာလို့လဲမဲမဲဆိုရင်ကျွန်တော်ကဒီအနေထားကဝယ်ရခက်ရောင်းရခက်အနေထားပါအလဲလက်စေးတက်နေရတက်လက်တက်သွားတယ်လို့ကြာလဲကြာသွားတယ်နဲ့ပြအဲ့ဒီအနေထားမှာကျွန်တော်တို့ကဝယ်ရရောင်းရခက်ပါတယ် risk management လုပ်ရခက်ပါတယ်ဒီအနေထားကြီးလို့ကျွန်တော်ကပွင့်ပြောင်းအယောင်ဝယ်မလုပ်ဘဲနဲ့စောင့်ကြည့်နေတာလက်ရှောင်နေတာပိုကောင်းပါလိမ့်မယ်ကိုကတကယ်လို့အယောင်ဝယ်လုံးချင်တယ်ဆိုရင်လဲကိုသုံးတဲ့နီးစနစ်ပိုင်းနေကိုရအမြင်ရပါတော့ ကိုကဝယ်တာရောင်းတာနေလို့ရပြီမဲ့ risk management တိကျလောက်တာပါပြီးရင်ပုံမှန်အယောင်းဝယ်လုပ်နေကြပမာဏနဲ့ short လို့တာတော့အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်အဲ့ဒါပတ်သက်ပတ်သက်ခါမှာကျွန်တော်ကတော့ဒီနေ့အတွက်အယောင်းဝယ်လုပ်အောင်မစင်းစုံနှစ်ခုကတော့ဒီဈေးနှုန်းနှစ်ခုပဲကျွန်တော်သဘောကျပါတယ်အာကျန်တဲ့ဈေးကျန်တဲ့ဈေးနှုန်းနေရာကိုကျွန်တော်တိတ်ပြီးအကြိုက်မတွေ့ဘူးပေါ့နော်ဒါပြကျွန်တော်နောက်ထပ်အယောင်းဝယ်လို့ရတဲ့3 3 5အထက်မှာကျွန်တော်တို့အချိန်တစ်နာရီအတိုင်းတာပိတ်စီနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့လိုက်တာဝယ်တော့အနည်းဆုံးပြကျွန်တော်တို့3 3 5လောက်ထိတက်နိုင်တယ်အဲ အချိုးပိုင်းစီးတန်းကတော့3340အောက်လောက်ပေးပါတော့အဲ့လိုပဲကျွန်တော်တို့3နှစ်60စီးတန်းအောက်မှာတင်းတင်းတရအတွင်းကမ္ဘာရွှေ့စီးအချင်းတန်းအတိုင်းတာပေးစီးနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့လိုက်ရောက်3230တို့3225တို့ထိဈေးဆက်ကြနိုင်တယ်အဲ့လောက်မှာအမြတ်ပိုင်းစီးတန်းပေးအချိုးပိုင်းစီးတန်းကတော့ကျွန်တော်3290အထက်လောက်မှာပေးဒါလည်းကျွန်တော်စန့်ကျင်ပန်နေတော့ကျွန်တော်တုံးသက်ထားတဲ့ဇင်းစုံတွေကိုဖောက်တက်သွားတယ်ဖောက်ကြသွားတယ်ဆိုရင်ကျွန်တော်လိုက်ရောက်လိုက်ဝယ်လို့ရတယ်ကျွန်တော်ဒီနေ့မှကပ္ပချွေစီစီ အသက်ပြပြီးမှအကြနည်းနည်းပြမလားဒါမှမဟုတ်ရင်ကျွန်တော်တို့အောက်ကိုဈေးကျပြပြီးမှအပေါ်ပြန်ကန်တက်မလားအဲ့နကူအဲ့နမျိုးတွေကတခုခုဖြစ်နေမယ်လို့ကျွန်တော်ယူဆပါတယ်။ဒါမှမဟုတ်ကျွန်တော်တုံးသက်ထားတဲ့စန့်ကျင်ဘက်ကိုဈေးရဒီနာပဲငိမ့်နေတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျ။ဟုတ်ပြီ။အဲ့အဖက်ကဒါလီယာကျွန်တော်နီးပညာပါတုံးသက်ချက်ဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တရက်တာအပိတ်ဈေးပေါ့နော်။ဒီနေ့တရက်တာအပိတ်ဈေးဒါတကယ်လို့3345အထက်မှာဈေးပြန်ပိတ်နိုင်ခဲ့တယ်ဆိုရင်တော့ကမ္ဘာရွှေဈေးအသက်ပဲပြန်လာပါလိမ့်မယ်။ နောက်ရက်ဒီမှာပေါ့နော်ကျွန်တော်တို့အဲပြီးခဲ့တဲ့အဲကြာပရီးမီယံကမြင်ခဲ့တာ3380လို့3380 3390ဇီယန်နီပြန်မြင်ရပါလိမ့်မယ်3400နာဇီယန်နီပေါ့ဗျာအဇီယန်နီပြန်မြင်ရပါလိမ့်မယ်စံကျင်ဘက်အနေနဲ့ပေါ့နော်ဒီနေ့တရက်တာပိတ်စေတာကပ္ပရွှေရပိတ်စေတာကျွန်တော်တို့ဘယ်အောက်ပိတ်သွားခဲ့ရင်လည်းမြင်မှာဆိုရင်ကျွန်တော်တို့3နှစ်ကျွန်တော်တို့85အောက်လောက်ပေါ့နော်3နှစ်85အောက်ဈေးပိတ်သွားခဲ့မယ်ဆိုရင်ကပ္ပရွှေဈေးအကြဘက် ဦးတည်သွားနိုင်ပါတယ်ဒီလာမဲ့ပတ်သက်မှာအ ਨੇ စုံမကြောက်ဘူးဆိုတော့မှကျွန်တော်တို့3နှစ်30 3နှစ်20စီးနှံနေကိုကျွန်တော်တို့မြင်ရနိုင်ပါတယ်ခင်ဗျအဲ့အပြင်ကဒီနေ့တရက်တာကဘာချွေအပေစီရအပေါ်က3365အထက်မှာပြန်ပိတ်နိုင်မလားဒါမှမဟုတ်ကျွန်တော်တို့မပိတ်နိုင်ခဲ့တာကြာပြီဖြစ်တယ်ပေါ့တရက်တာဈေးမပိတ်နိုင်တာကြာကြာပြီဖြစ်တယ်3နှစ်85စီးနှံအောက်မှာပိတ်နိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါလေးကနီးပညာပိုင်းသုံးသက်ချက်ပေါ့တရင်ပိုင်းကိုကျွန်တော်တို့တွေ့ကြည့်အောင်တရင်ပိုင်းဒီနေ့ဘာဒေတာမှမရှိဘူး တကုတ်တတိသားမှာတော့ကျွန်တော်တို့ကလက်ရှိမှာကမ္ဘာရွှေစီးကနည်းနည်းပြန်ကန်တက်နေတော့ဒေါ်လာအင်းတက်ကလည်းကျွန်တော်တို့69အောင်ရောက်နေတယ်ကျွန်တော်ပြတောင်းလျှောက်ပြောကလေးမျိုးဒေါ်လာအင်းတက်တရာထက်ရောက်မှာကမ္ဘာရွှေစီးကအကြအားတော်တော်ကောင်းမှာတရင်ပိုင်းရပြောတော့ကွာ68 68တောင်ဖြစ်နေပြီအဲ့အပတ်ကအဲ့အလေးတတိသားဝင်လို့ပဲပါတယ်ဘက်ကကျွန်တော်အမေရိကန်နိုင်ငံမှာဆိုရင်ကျွန်တော်ဒီမှာဆိုရင်အဲဗီဒီယိုတတိနေပါတက်လာပါဒီမှာဆိုရင်ကျွန်တော်တို့အာအမေရိကန်နိုင်ငံ Los Angeles မြို့မှာကျွန်တော်တို့ ပြဿနာတွေတက်နေတယ်ပေါ့နော်ကျွန်တော်တို့အမရွှေပြောင်းအခြေချနေထိုင်သူတွေနဲ့အဲအမေအမေရိကန်အစိုးရထရန့်ဦးဆောင်တဲ့အစိုးရဖွဲ့ကြပါပေါ့သူတို့တပြင်းထရန့်မူဝါဒတွေသူမကြိုက်တဲ့လို့သူတို့ဆန္ဒပြဝယ်ပိုင်းလုပ်နေတယ်အဲ့ဒီအနေထားမှာကျွန်တော်တို့အာအမေရိကန်အစိုးရတပ်ဖွဲ့တွေရဲတပ်ဖွဲ့တွေအဖြုတ်ခွင်းနေတဲ့အနေထားမျိုးရှိတယ်အဲ့အဖက်ကအမေရိကန်ပြည်တွင်းရဲ့မငြိမ်မသက်ဖြစ်နေတယ်လို့ပြောလို့ရတယ်ဒါမှမဟုတ်တခုရှိရပါအမေရိကန်ပြည်သူရင်မငြိမ်မသက်ဖြစ်တဲ့ကမ္ဘာရွှေ့စီတက်မယ်လို့သူကပြောလို့မရဘူးเนาะကျွန်တော် trend လက်ထက် trend ပထမ ်တမရတတန်ပေါ့နော်နောက်ဆုံးနှစ်တည်မှာဆိုလဲ black light မတာဆိုပြီးတော့ကျွန်တော်တို့အမလူမဲရင်နဲ့အဲ trend အစိုးရဘွဲကြအထူးသဖြင့် trend ကြပေါ့နော်ကျွန်တော်တို့ပြဿနာဖြစ်ခဲ့တယ်အဲတော့ကဆိုရင်လည်းကဘာရွှေစရာပုံနေပါအဲ့တော့အမေရိကန်ပြည်တွင်းရေးပြဿနာပဲအဲ့တော့ကလည်းဒါမှမဟုတ်ကဘာရွှေစရာထင်တလောက်တက်ခြင်းမရှိဘူးခင်ဗျာအဲ့တော့အဲ့ဒါပြတဲ့ကမ္ဘာလက်ရှိအမေရိကန်ပြည်တွင်းပြဿနာကဘာရွှေစရာပေါ်ကျွန်တော်တို့ကကောင်းကောင်းတရားမှုရှိမယ်လို့တော့ကျွန်တော်တို့ပြောလို့မရအောင်ဒါပေမဲ့တခုရှိရပါဘူးဒီပြဿနာအရန်ကြီးကျက်လာတယ်ကျွန်တော်အမေရိကန်လက်တော်တွေဘာကြီးမှာဆွေးနွေးရတဲ့အထီးမျိုး ဖြစ်လာတယ်ဆိုရင်တော့ကဘာရွှေစီပေါ်ကျွန်တော်တက်ရောက်မှုရှိနိုင်ပါတယ်။လက်ရှိမှာတော့ကျွန်တော်တို့အဲ့လောက်ကြီးဒီပြဿနာမှန်တဲ့ကျွန်တော်တို့သတင်းတွေမှာဆိုရင်အကြီးကျယ်တွေမြင်နေရတယ်ဒါပေမဲ့ကဘာရွှေစီပေါ်တက်ရောက်မှုရှိနိုင်လောက်လည်းဒီအရင်အကြီးကြီးတော့မဖြစ်သေးဘူးခင်ဗျ။ဒါပြင်ကျွန်တော်တပတ်ကဆိုရင်ရုရှားနဲ့ယူကရိန်းတင်းဆိုတဲ့ရုရှားယူကရိန်းကိုဗာကျွန်တော်တို့ဘုံကျဲတွေတော့ဘုံကျဲတာတွေတုံးကြီးနဲ့တိုက်ခတ်တာတွေတောက်လျှောက်လုံးနေရပါတော့သူပြီးခဲ့တဲ့အပတ်သူ့လေးသက်စကန်း အစောခံပြီးရအစောခံပြီးကြရပါတော့အဲ့ဒါပတ်သက်ကမှလက်ရှိမှာလေတောက်လျှောက်ကျွန်တော်တို့ယူကရိန်းရဲ့မျိုးကြီးတွေကိုတိုက်နေတဲ့အနေအထားမျိုးတွေ့ရတယ်เนาะအဲ့ဒါပတ်သက်ကမှသူတို့စစ်ပွဲအနေအထားတော့ဘုနေပြောလို့ဆိုငင်းကြိုင်းတဘောတူညရောက်ဖို့တော့လက်ရှိမှာမလွယ်သေးဘူးမြင်နေပြမလွယ်သေးဘူးအဲ့ဒါပတ်သက်ကမှရုရှားယူကရိန်းစစ်ပွဲကတော့ဆက်ဖြစ်နေအောင်မထင်ပါဘူးတခုရှိရပါတော့အဲရုရှားဘက်ကကျွန်တော်တို့ကျွန်တော်ပြောလို့လည်းသူတို့တိုက်နေတာတော့ပုံမှန်ဖြစ်ရုပ်ဖြစ်စင်ပဲဒါပေမဲ့ ရုရှားဘက်ကတခြားနိုင်ငံတကူကိုတိုက်ခိုက်လိုက်တာဖြစ်ပြီးယူကရိန်းဘက်ကိုထောက်ခံနေအောင်ဥမာဂျာမနီတို့ဘာလို့ပေါ့ဒါပေမဲ့ဂျာမနီတော့တိုက်နိုင်ချင်နေပါကျွန်တော်တခြားသောနိုင်ငံတွေအဲအမှယူကရိန်းနောက်မှာရှိတဲ့ပိုလန်တို့ဘာအက်စတိုနီးယားတို့ဘာလို့သွားတိုက်ခဲ့မယ်ဆိုရင်တော့သူတို့ကအမေရိကန်ဥဆောင်တဲ့နေတိုးစာချုပ်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တာဖြစ်တဲ့အခါမှာအာတနည်းပြင်ရုရှားအမေရိကန်နဲ့ထိတိုက်တူတူပုံစံမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာခဲ့တဲ့ဆိုရင်အဲ့ဒီရုရှားနဲ့ယူကရိန်းစစ်ပွဲတည်ရင်ရတယ် ကျွန်တော်တို့က view site ဆရာဖြစ်လာပါလိမ့်မယ်ဒါမှမဟုတ်နောက်တစ်ခုပေါ့နော်ယူကရိန်းကိုတိုက်တဲ့အခါမှာနျူကလ িয়ার လက်နက်တွေပါပြီးတုံးလောင်ခဲ့ဖြစ်နိုင်ကြတော့နေပါလေနျူကလ িয়ার လက်နက်တွေပါပြီးတုံးလောင်ခဲ့မယ်ဆိုရင်အဲ့ဒီအနေသားကမ္ဘာရွှေစည်းကွက်ပေါ်တက်ရောက်မှုရှိနိုင်ပါလေဒါအပြင်ကျွန်တော်ဒီနေ့ညမှာဒေတာမရှိဘူးဆိုမှလည်းဒီနေ့ညမှာပေါ့နော်ကျွန်တော်တို့အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာပေါ့ကျွန်တော်တို့အာတရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးကိစ္စဆွေးနွေးဖို့ရှိတယ်ဗျကုန်သွယ်ရေးအတူအခုကိစ္စပေါ့နော်သူတို့ဆွေးတောက်ချောက်ဆွေးနွေးနေရအခုကကျွန်တော်နောက်ဆုံးအပိတက်အဆင့်နားတော့ရောက်ခံနေနေပြီ အဲ့ဒါကမှအဲ့ဒီသူတို့ဆွေးနွေးဖို့ရှိရဲသူတို့ဆွေးနွေးဖို့ဆွေးနွေးမှုတွေကိုလည်းကျွန်တော်ဒီညမှာတစ်ချက်တည်းထားလိုက်မယ်သူတို့ကလက်ရှိမှာတော့အဆင်ပြေနေပြဿနာမရှိဘူးပေါ့တကယ်လို့မဟုတ်ဘဲနဲ့ဗျာဒီညဆွေးနွေးပွဲကလည်းအဆင်မပြေတဲ့အကြောင်းအရာတွေပါပေါ်ထွက်လာခဲ့တယ်ဆိုရင်ဒါကဘာချွေစီပေါ်တက်ရောက်မှုရှိသွားနိုင်တယ်ခင်ဗျအဆင်ပြေနေတော့ဒါပြဿနာမရှိဘူးပေါ့နော်ဟုတ်ပြီအဲ့ပြီးတော့ကျွန်တော်တို့လက်ရှိမှာတော့ trend နဲ့ element တည်ရင်တော့ငြိမ်သွားပြီပေါ့နော် element နဲ့ trend သူတို့ပြည်လည်မှုရသွားပြီးတော့ user လို့ရပါတယ်အဲ့ဒါပြတ်ကောင်မှာကျွန်တော်လက်ရှိမှာတော့ဒီနေ့အတွက်ပေါ့နော်ကဘာရွှေစီအကွက်တဲ့ အောင်ဆိုင်မဲ့တည်င်းနေနေတာညဘက်မှာလုံမယ်ကျွန်တော်လန်ဒန်မှာလုံမယ်ပေါ့နော်တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုတည်င်းရှိမယ်ပြီးရင်ကျွန်တော်တို့အဲ့အမေရိကန်ပြည်တွင်းရေးပြဿနာနည်းနည်းအဲ့အရာလေးကိုနည်းနည်းအောင်ဆိုင်ပို့တော့ကျွန်တော်ဟာတအားထွေတူမရှိပါဘူးဒီတစ်ပတ်တည်းကတော့ကျွန်တော်ဗိုလ်တပ်ကြတာပြီးနောက်မှာဒေတာအကြီးအစားရှိတာပြတာပြတ်ကမှာကျွန်တော်တို့ဒီတနင်္လာနေ့တို့အမေရိကန်ဈေးကွက်ချိန်မှာတော့ကျွန်တော်တို့ အဲ breaking news တွေပဲတခြားသတိထားပဲပေါ့နော်ကမ္ဘာ့ရွှေ့စည်းရုံကျွန်တော်တို့နည်းပညာပိုင်းအသုံးသက်ပြီးတော့ကျွန်တော်တို့အယောင်းဝယ်လွတ်လို့ရပါတယ်ဒါမဲ့တနင်္လာနေ့ပြတာပြတဲ့ခါမှာကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကလိုမျိုးကျွန်တော်တို့ဈေးဆွဲတင်တာမျိုးတွေဈေးတက်သွားတာမျိုးတွေအဲဈေးဆွဲချသွားတာမျိုးတွေကျောင်းနိုင်တာပြတာပြတဲ့ခါမှာသတိထားပြီးအယောင်းဝယ်လုပ်ဖို့ကိုကျွန်တော်တိုက်တွန်းခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့ ဒီနေ့ပေါ်တက်ရတာကဘာရွှေစီကွက်တော့တဲ့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့သုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ကြပါခင်ဗျာပြီးတော့ကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံတင်ဒန်းလေးတက်ရောက်လို့ရပါတယ်အဲ့အရင်းနဲ့ပတ်သက်ပြီးတဲ့ကျွန်တော်ရဲ့အဲ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ Viber တွေကနေဆက်သွယ်စုံစမ်းမြင်မြင်နိုင်ပါတယ်ခင်ဗျာကဘာချစ် Twitter အားလုံးပဲကျွန်တော်တို့ဒီနေ့ဒီဇွန်လတတိယပတ် တပတ်တာအဖွင့်ရတရက်တာအတွက်ကဘာရွှေစီတက်ကြောကျွန်တော်တို့မှန်မှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးဒီရက်သက်ပတ်ကိုအကျိုးမြတ်နဲ့စတင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ